ုတင်ဆက်ပေးမယ့်သတင်းကတော့အော်တိုဘားလာတရနေ့မှစကနိုင်ငံဝန်ထမ်းများနဲ့အကြီးစားဝန်ထမ်းများအပို့ထောက်ပံ့ကြီးထပ်မံကစားကိုရရတဲ့သတင်းလေးဖြစ်ပါတယ်။နိုင်ငံဝန်ထမ်းများနဲ့အကြီးစားဝန်ထမ်းများဟာအော်တိုဘားတရမှစတင်က အပို့ထောက်ပံ့ကြီးကျပ်သုံးသောကိုလစဉ်ထပ်မံကစားခွင့်ပြုခဲ့လို့သိရပါတယ်။ဝင်နေမြောက်အပိုထောက်ပံ့ကြေးဖြစ်တအူးကိုတလားကို7300အား2023ခုနှစ်အောက်တိုဘာလမှစရပြထမတကြေး 2024ခုနှစ်ဩဂတ်လမှစ၍ဒုတိယအကြိမ်အဖြစ်နဲ့လားစေခန်းစာခွဲပြုကြရကနေလက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ခြင်းတစ်ချောင်းတောင်းအပြင်ထပ်မံ၍7000ကိုအပိုထောက်ပံ့ခြင်းအပြင်လားစင်ထပ်မံခန်းစာခွဲပြုကြရလို့သိရပါတယ်။ဒါအပြင်တမတော်ကြီးရေလေဝန်ထမ်းများကိုလည်းအပိုထောက်ပံ့ခြင်းအဖြစ်တဝက်ကိုတလားကို7000ကိုအပိုထောက်ပံ့ခြင်းအပြင်နဲ့လားစင်ထပ်မံခန်းစာခွဲပြုကြပါတယ်။ အဆိုပါအပေါ်ထောက်ပံ့ခြင်းအားအငင်းစားယူဖို့အတွက်ကြိုတင်ပြင်ဆင်ခွင့်လေးလာအတွက်နဲ့လစာပြည်သို့မဟုတ်လစာဝတ်လစာငွေရရှိနေတဲ့တခြားခွင့်ခံစားနေတဲ့ကာလအတွင်းအပေါ်ထောက်ပံ့ခြင်းကိုခံစားခွင့်ရှိပြီးပညာသင်ကြားခွင့်နဲ့နိုင်ငံခြားတိုင်းပြည်များကိုဆေးလို့ရှင်ခံရတဲ့ဝန်ထမ်းများနဲ့ပညာသင်ခွင့်စီကံချက်များနဲ့နိုင်ငံခြားကိုတော်ရောက်ပညာသင်ကြားနေတဲ့ဝန်ထမ်းများမှာ၎င်းကာလအတွင်းမှာအပေါ်ထောက်ပံ့ခြင်းကိုခံစားခွင့်မရှိသေးဘူးလို့သိရပါတယ်ဒီတိရေတော့မြတ်သူကပေးပို့လာပါ